မြန်မာပါရှင်ကျမတေကာပါဒီနေ့မှာတော့အထူးမလို့သတင်းကိုဖော်ပြပေးပါမယ်2025ခုနှစ်မေလ23ရက်နေ့မြန်မာစံတော်ချိန်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန် ညနေ9:00ခွဲချိန်တိုင်းထွာချက်တည်းရကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာလေထုမငြိမ်သက်မှုတွေဖြစ်ပေါ်လာတာကြောင့်တကားမုန်တုံလေအားကောင်းလာတာကြောင့်တကားအပူပြတ်တဲ့တိမ်တွေဖြစ်ထွန်းမှုအားကောင်းလာကြောင့်တကား24ရက်9လ2025ကနေ31ရက်9လ2025အတွင်းမှာတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျဲကျဲကနေနေရာစိစိနဲ့နေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးမိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာ ာအနှံ့ပြမုတ်ထက်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမူကြည့်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမုတ်ထက်ကြုံတာမိုးကြိုးပြတာလျက်စီလက်တာမိုးသည်ကျွေတာလျက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေပြည့်ပေါ်နိုင်တဲ့အတွက်ဦးမြင့်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင်းငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေကြောင်းသွားလာရေးနဲ့လေကြောင်းပြန်တိုင်းအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဒါ့အပြင်မူလသားသူတည်တဲ့အွန်လိုင်းကလည်းထိုင်းမူလသားဌာန TMD ကထုတ်ပြန်တဲ့မြေပြင်မူလသားချက်မှာတော့မွန်ဆွန်ထရာလို့ခေါ်တဲ့မုတ်တုံမြောင်တန်းမုတ်တုံမြင့်ကရှမ်းပြည်နယ်ရဲ့တောင်ပိုင်းမန်လေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းတွေကိုဖြတ်တန်းနေတာတွေ့ရပါတယ်။ မုတ်တုံမြောင်နှံဖြတ်တန်းရရဲ့မှာမိုးများပြီးတော့လေတိုက်နှုန်းနဲ့ပြင်တတ်ပါတယ်။အနောက်တောင်မုတ်တုံလေကမေလ23ရက်နေ့မှာမြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကိုဝင်ရောက်ခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေထံကိုဆက်လက်ဝင်ရောက်လျက်ရှိပါတယ်။အိန္ဒိယနိုင်ငံအရှိဘက်အော်ရိတာကမ်းခြေမှာမေးတင်နေတဲ့လေဝေလိုင်းကပင်လယ်ဘက်ကိုရွှေ့ရှားလာပြီးတော့26ရက်နေ့ညပိုင်းမှာလေပြင်းအနေချောင်းဝတ်တခုဘင်္ဂလားပင်လယ်အရှေ့လေပိုင်းနဲ့အနောက်အလယ်ပိုင်း င်နယ်ပြင်မှာဖြစ်ပေါ်နိုင်တဲ့အကြောင်း NOAGFS ပေါ်တဲ့ focus ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။အိန္ဒိယမူလဥဒ္ဒါဌာနကမေလ23ရက်ထုတ်ပြန်ချက်အရနောက်လာမယ့်2ရက်အတွင်းဖြစ်လာမယ့် ဗင်ရပင်လယ်အော်ကလေဖိအာနေဂျန်ကတော့ဝက်မတ် LPA ဖြစ်လာနိုင်ကြောင်းဖော်ပြထားပြီးအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကိုဦးတည်ရွေးရှားနိုင်ကြောင်းလည်းခံမှန်ရပါတယ်။လေဖိအာနေရံဝန်ဆက်လက်ရွေးရှားမယ်လမ်းကြောင်းညာဘက်ချမ်းမရှိတဲ့မြမကင်ရက်တက်ချောင်းအထူးသဖြင့်မြဝကြုံပေါ်ကာယုရက်နဲ့ရခိုင်ကင်ရက်တက်ချောင်းမုသက်လေပင်ကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မုသက်လေပင်ကြာစင်မှာတော့မြေပြင်ရေပြင်လေပင်ဟာတနအီကိုမိုင်20ကနေမိုင်40ခန့်အထိရှိနိုင်တယ်လို့မေလ23ရက်ညနေ3:00အချိန်မှာမုလို့သာသူတေတေအွန်လိုင်းကအသိပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မေလ24ရက်အတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပြေပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာမုတ်တုံလေအားတဲ့တဲ့ရှိနေပြီးတော့တိမ်သစ်တွေကနေတည်လူတတ်ပါတယ်။ပင်လယ်ပြင်ခြေနေကတော့တရဲနိုင်ကမ်ရာရခိုင်ကမ်ရာမုဒမောက်ကွေနဲ့မြဝကျောပေါ်ဒေသတွေမှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအိုင်ကို15မိုင်ကနေ -10 ခန်းတိုက်ခတ်နိုင်ပြီးတော့လှိုင်းတင်တဲ့ရှိပါတယ်။မိုးချင်တွေကတော့နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကရင်နီပြည်မှာတော့နေရာအနှံ့ပြမုတ်ထုံရွာတော့ပြီးတော့မကွေးတိုင်းတရဲနိုင်တိုင်းကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ ်မွန်ပြည်နယ်မှာတော့နေရာစိမ့်စင်မုတ်ထကြုံရသွားမှာပဲတချို့ဒေသတွေမှာနေရာကွက်ပြီးမုတ်ကြည့်ပါမယ်နေပူချိန်ကတော့မြန်မာနိုင်ငံတွင်းလုံးမှာပုံမှန်အပူချိန်အောက်ကြာစင်ပါမယ်ရှင် ဆက်လက်ပြီးတော့လည်းမေလ25ရက်အတွင်းမလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အမမုတ်တုံလေးအာသင့်တဲ့ရှိနိုင်ပြီးတော့တိမ်တင့်တင့်ကနေတည်တူတက်ပါရယ်။ပင်လယ်ပြင်အခြေအနေကတော့တရဲနိုင်ကင်မရာရခိုင်ကင်မရာမိုးရမကွေနဲ့မြို့မကျုံပေါ်ဒေသတွေမှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို25မိုင်ကနေ25မိုင်ကတိတိုက်ခတ်နိုင်ပြီးတော့လှိုင်းတင့်တင့်ကနေလှိုင်းကြည့်ပါမယ်။မိုးချင်နေရမြန်မာနိုင်ငံတဝန်းလုံးမှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပါမယ်။တချို့ဒေသတွေမှာနေရာကွက်ပြီးတော့လည်းမိုးကြည့်ပါမယ်။ နေ့ပူချိန်ကတော့မြန်မာနိုင်ငံတော်လုံးမှာပုံမှန်အပူချိန်အောင်ကြာစင်ပါမယ်။ဆက်လက်ပြီးတော့ရေစာဟောင်းကချင်းဆိုလို့လူပြတ်တဲ့နေရာမှာဓာတ်နဲ့ထိုးတဲ့ဖြစ်ရရန်ကဲမှာဖြစ်ပေါ်တဲ့အကြောင်းဖော်ပြပေးပါမယ်။ရေစာဟောင်းဖြစ်တဲ့သူကချင်းဆိုလို့လူပြတ်တဲ့နေရာမှာဓာတ်နဲ့ထိုးတဲ့ဖြစ်ရတခုရောင်တိုင်းဒေသကြီးရန်ကင်းမြို့နယ်အတွက်ဖြစ်ပေါ်ခဲ့ကြောင်းဒေသခံနေထံကသိရပါရတယ်။မီလာ၁၉ရက်ည၈နာရီခွဲဝန်းကျင်ကရေစာဟောင်းဖြစ်သူကချင်းဆိုတာကြောင့် ထွက်တွေ့ခဲ့တဲ့အမျိုးသမီးငယ်တဦးကတော့ပြဿနာတစ်ခုခုရှာမှဆိုလို့လူများတဲ့စီတီမန်လာကိုရောက်သွားခဲ့တဲ့ကြောင်းဒီနောက်မှတော့စကားပြောဆိုပြီးတော့ည9:00နာရီထိုးကနေမှလမ်းလျှောက်ပြန်လာခဲ့ရမှာအစူပါရီစာဟောင်းက9မိနစ်လောက်စကားပြောဆိုခြင်းသေးဟုဆိုကအနောက်မှလိုက်ပါလာခဲ့တဲ့ကြောင်းနေထိုင်ရာတိုက်ခန်းနေရာအနီးလမ်းကြားတစ်ခုအပြတ်မှာဓာတ်နဲ့ထိုးခဲ့တဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်အကောင့်ကတငယ်ချင်းဖြစ်သူကအသိပေးရေးသားထားတာဖြစ်ပါတယ်။ ဒီနေရာလူပြက်လာပါ냐မိပြီးတော့ကျမကိုအနောက်ကနေဖက်ပြီးဓာတ်နဲ့ထိုးတယ်ကျမကိုမအောင်နိုင်အောင်ပါဇက်ကိုပိတ်ပြီးတော့လက်ဘေးနဲ့ဘိုက်တွေကိုဆက်တိုက်ဓာတ်နဲ့ထိုးတယ်ကျမလည်းဆက်တိုက်အထိုးခံရတာကြောင့်မျက်လုံးတွေပြပြီးတော့လမ်းဘေးကျတဲ့နံရံကလိုက်ပြီးတော့ထိုင်ချလိုက်တယ်ကျမရဲ့ပါဇက်ကိုဆက်တိုက်ပိတ်ထားခဲ့ပြီးတော့နှစ်ထင်ပေါ်နာဥပေါင်းနေရာကိုဓာတ်နဲ့ဆက်ထိုးတယ်ကျမဘက်ကအချိန်ချင်းတောင်းပန်ခဲ့တဲ့အချိန်မှာသူကနားမထောင်ပဲဓာတ်ကိုတစ်ချက်ပေးချပြီးတော့ဖုံးကင်နေတဲ့အချိန်အလစ်မှာကျမကဓာတ်ကိုလှုပ်ပြီးတော့တစ်ဖက်ကိုလွှင့်ပြလိုက်တယ်သူကကျသွားတဲ့ဓာတ်ကိုပြန်ကောက်နေတဲ့အချိန်မှာကျမကသတိပြန် ကပ်ပြီးတော့ဘေးနားကျနေတဲ့ကျမရဲ့ဖုန်းကိုအမြန်ကောက်ကင်ပြီးထပြေတော့တာပါပဲကျမနေတဲ့အိမ်ချောင်းဝင်းတကားကိုတငယ်ချင်းကဖွင့်ထားတာကြောင့်ကံကောင်းစွာနဲ့အသက်ရှင်တာပါလို့အတိအပြေးရေးသားပါတယ် ။ဒီဖြစ်ရကြောင့်အတူနေသူတငယ်ချင်းမိသားစုက၎င်းကိုစေယုံကိုပို့ခဲ့တယ်လို့တငယ်ချင်းဖြစ်သူကလည်းဖြစ်စဉ်ကိုကိုင်ကန်ရှင်ဖြစ်သူမေပြေစုံကိုဆိုသူရဲ့လူမှုကွန်ရက်အကောင့်ကနေအသေးပေးရေးသားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့အမှုဖွင့်ထားပြီးဒါနဲ့ထိုးတဲ့သူဟာလွတ်မြောက်နေတဲ့အကြောင်း၎င်းကဝန်ထိကိစ္စတွေထိခိုက်ပြီးကိစ္စတခုထုတ်ထားရတဲ့အကြောင်းအသေးသေးပြီးပေါက်သွားတာကြောင့်ထိသွားတဲ့ အသေးအနှင်းငယ်ကိုလှီထုတ်လိုက်ရတဲ့အကြောင်းအူကိုဖြတ်ပြီးဘိုက်မှာအိတ်နဲ့ချိန်ထားရတဲ့အကြောင်းလက်ဘင်းမှာလည်းဓာတ်ရံရများစွာရရှိပြီးတော့ရင်ဘက်နဲ့ဘိုက်မှာပန်းနှောင်းချိန်ထားရတယ်လို့ဒီနေ့ထိရင်းနဲ့အစားတော့စားလို့မရပဲနဲ့စေကူတာမှုခံနေရကြောင်းလည်းသိရပါတယ်။ဆက်လက်ပြီးတော့ထူကြမှုလို့သာအစိုးရခန်းစာကိုဖော်ပြပေးပါမယ်။၂၀25ခုနှစ်မီလ23ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲတိုင်းထွားချက်တွေရမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့မကွေးတိုင်းဒေသကြီးအထက်ပိုင်းမှာလေပြင်းအားနဲ့ဆဲလိုပရက်ရှာဆဲတခုဖြစ်ပေါ်နေပြီး၎င်းဟာထိုင်းနိုင်ငံ ရှေ့မြောက်ပိုင်းဒေသကြီးမှာ၎င်းနဲ့ဆက်ဆက်နေတဲ့လာအိုနိုင်ငံမှာဖြစ်ပေါ်နေတဲ့လေဗီအာနဲ့ဆဲလိုပရက်ရှာဆဲနဲ့ဆက်ဆက်သွေးတန်းလျက်ရှိတဲ့မုတ်တုံလေဗီအာနဲ့မြောင်တန်းမွန်ဆွန်ထရော့လိုက်တခုဖြစ်ပေါ်လျက်ရှိပါတယ်။ဒါကြောင့်အဆိုပါမုတ်တုံလေဗီအာနဲ့မြောင်တန်းယာယီဖြစ်ပေါ်နေတဲ့အတွက်ကြောင့်လည်းဒီနေ့ညကစလို့လာမယ့်24နာရီအတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်ကယားပြည်နယ်မှာတော့မိုးတက်ကြုံရွာသွန်းတာတွေနဲ့အတူတူမိုးသက်လေပြင်းတွေတိုက်ကတ်တာနေရာကွက်ပြီးမိုးကြီးတာမိုးတိမ်တောင်ဖြစ်ထုံးပြီးတော့မိုးမိုးချိန်တာ ဝန်ချုပ်ဖြစ်တာနဲ့မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တဲ့အကြောင်းအစီအကံဖော်ပြလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဆက်လက်ပြီးတော့လည်းမုတ်တုံမြောင်နှမ်းကြောင့်မကွေးနယ်စကိုင်းမှာမိုးများပြီးတော့လေတိုင်းတော့ပြင်းထန်နိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။မုတ်တုံမြောင်နှမ်းမွန်ဆွန်ထရော့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးမကွေးနယ်စကိုင်းကိုဖျက်ဆီးနေတာကြောင့်ဒီဖျက်ဆီးရာဒေသတွေမှာမိုးများပြီးတော့လေတိုင်းတော့ပြင်းထန်တဲ့အကြောင်းမိုးစရာကကြွန့်ကျင်သူဦးနိုင်က မေလ23ရက်မှာအသိပေးပါရတယ်။နောက်တောင်မုံတုံလေးကတော့မေလ23ရက်မှာမြန်မာနိုင်ငံအလဲပိုင်းဒေတာတွေကိုဝင်ရောက်ခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံအထက်ပိုင်းဒေတာတွေစီကိုဆက်လက်ဝင်ရောက်နေတယ်လို့လည်းဆိုပါရတယ်။ဒါ့အပြင်အိန္ဒိယနိုင်ငံအရှေ့ဘက်အော်ရီတာကမ်းခြေမှာမေတင်နေတဲ့လေပြေတိုင်းဟာပင်လယ်ဘက်ကိုရွေ့ချလာပြီးတော့မေ26ရက်နေ့ညပိုင်းမှာလေပြေအားနဲ့ရောင်းအတွက်ကိုဗင်လားပင်လယ်အရှေ့လေပိုင်းနဲ့အနောက်လေပိုင်းပင်လယ်ပြင်မှာဖြစ်ပေါ်နိုင်တဲ့အကြောင်း NOAA GFS model focus ချုပ်တင်ခန့်မှန်းချက်မှာတွေ့ရတယ်လို့ဆိုပါရတယ်။အိန္ဒိယမူလသားဌာနရဲ့မေလ23ရက်နေ့ထုတ်ပြန်ကြေညာလာမယ့်နှစ်ရက်အတွင်း ဖြစ်လာမဲ့ဘင်္ဂလားပင်လယ်ဩဂါလိပိအာနေဂျောင်းကတော့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပင်နယ်ကမ်းခြေကိုဥတီရွေးရှားနိုင်တယ်လို့လည်းဆိုပါတယ်။ဒီလိပိအာနေဂျောင်းကိုဆက်လက်ရွေးရှားမဲ့လမ်းကြောင်းညာဘက်ချမ်းမာရှိတဲ့မြမကင်ရက်တချောင်းအထူးသဖြင့်မြဝကျုံပေါ်ကင်ရက်နဲ့ရခိုင်ကင်ရက်တချောင်းမှာမူတက်လိပိနေကြရောက်ပြီးလှမ်းကြည့်နိုင်တယ်လို့မူတက်လိပိကြားစင်မှာ ။လွန်တဲ့လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအီကိုမိုင်၃၀ကနေမိုင်၄၀ကထိရှိနိုင်တယ်လို့အသိပေးပါရယ်။မိုးတုံမြောင်တဲ့မွန်ဆွန်ထရော့ဖြတ်တမ်းရဒေသတွေမှာမိုးသည်တန်စွာရွာသွန်းတာမိုးကြုံမုန်တိုင်းဖြစ်ပေါ်တာဆိုင်ကလုံးမုန်တိုင်းဖြစ်ပေါ်စေတာအပူချိန်ပြောင်းလဲမှုတွေဖြစ်ပေါ်တာနဲ့ထူးခြားမလို့သာဖြစ်စဉ်တွေဖြစ်နိုင်တယ်လို့မလို့သာသူတည်တည်အွန်လိုင်းကအသိပေးခန့်မှန်းခဲ့တာဖြစ်ပါရယ်။ ဆက်လက်ပြီးတော့လေဝါရှင်တန်ဒီစီမျိုးနယ်မှာအစ္စရေးတပ်ရုံးဝင်တဲ့၂ယောက်ပြစ်တက်ခံရတဲ့အကြောင်းဖော်ပြပေးပါမယ်။အမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမျိုးနယ်မှာရှိတဲ့ဂျူပြားလိုက်တစ်ခုပြင်ပါမှာအစ္စရေးတပ်ရုံးဝင်တဲ့၂ယောက်လက်နက်နဲ့အပြစ်ခံရတယ်လို့တာဝန်ရှိတဲ့သူတွေကဆိုပါတယ်။တပ်ရုံးဝင်တဲ့အမျိုးသမီးနဲ့အမျိုးသားတို့ကတော့ဂါဇာမှာရှိတဲ့ပါလက်စတိုင်းတွေကိုကူညီဖို့ရည်ရွယ်ပြီးဂျူပြားလိုက်မှာပြုလုပ်မယ့်အခမ်းအနားပွဲတစ်ခုကိုတွားရောက်တဲ့အချိန်မှာအသက်ခံရတာလို့သတင်းဌာနတွေကဖော်ပြပါတယ်။တန်တရားရှိသူအသက်30အရွယ် အီလီရိုဒရီရာဂတ်စ်ကိုတော့ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်သိမ်းထားပါတယ်။တန်ရရှိတဲ့သူဟာဖမ်းဆီးခံရပြီးတဲ့နောက်ပါလက်စတိုင်းလွတ်မြောက်ရေးလို့အော်ဟစ်ခဲ့ပြီးတော့ဒီပြစ်ခတ်မှုဟာအကြမ်းဖက်ဝါဒနဲ့ဆက်နွယ်နေနိုင်တယ်လို့လည်းရဲတပ်ဖွဲ့ကဆိုပါတယ်။လက်နက်သမားကတော့တန်ရုံးဝင်တဲ့နှစ်ယောက်ကိုအနီးကပ်ပြစ်ဒဏ်ခဲ့တာဖြစ်ပြီးတော့တဟာတုံ့လို့၆၆ပဲအကြမ်းဖက်တိုက်ခတ်မှုဖြစ်တယ်လို့အစ်စတင်းနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။ မေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့တဟအလွန်ဝမ်းနဲ့ဝယ်ကောင်းပြီးကိုယ်ပွဲယုံကြည်မှုပေါ်အခြေခံတာထင်ရှားနေတယ်လို့လည်းဆိုပါတယ်။ဝါရှင်တန် DC ရဲတပ်ဖွဲ့ကတော့တန်တရားရှိတဲ့သူဟာအရင်ပြစ်မှုမှတ်တမ်းတွေမရှိဘူးလို့လည်းဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေမှာ FBI အဖွဲ့နဲ့ပါပူးပေါင်းသွားမယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။လက်ရှိမှာတော့ Israel ဟာဂါဇာမှာထိုးစစ်ဆင်မှုတွေကိုချဲ့ထွင်နေပြီးတော့ Palestine တွေအတွက်အကူအညီဝင်ရောက်မှုပိတ်ပင်ထားတာတွေကိုတစ်စိတ်တစ်ပိုင်းပြန်လည်ခွင့်ပြုမယ်လို့ထုတ်ပေါ်ပြောဆိုထားပါတယ်ရှင်။